မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလပုံ30ရက်နေ့အထိတပတ်စာတနင်္ဂနွေသတင်းတွေရကညမာကိုဆရာကတားတော်နဲ့အာယုံစုပြေခေါ်ကြပြီးမှဖြစ်တဲ့အတွက်တနင်္ဂနွေသတင်းမိတ်ဆွေအားလုံးဒီအောက်တိုဘာလလပုံအထိအဆက်ဆက်ရရမိတ်ဆွေတို့ရဲ့တပတ်တာမိတ်ဆွေတွေရဲ့ကံဟာဘလို့ရှိမလဲဆိုတာကိုကြည့်လိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ် မတ်အော်တိုဘာလ22ရက်ကနေလကုန်အထိတနင်္ဂနွေသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုမျော်လင့်ချက်တွေများနေတယ်ဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်မလာသေးတဲ့ကိစ္စတွေကိုဖြစ်လာရင်ကောင်းမှာပဲဆိုပြီးစိတ်မျိုးစ조사နေရင်းနဲ့အဲငါတော့ဒီကိစ္စတွေဖြစ်လာရင်ဘာကိုလုပ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့အကြံစီပလန်တစ်ခုခုကိုချထားတော့တော့ကာလအဲနောက်တစ်ခုကမိတ်ဆွေတို့အနေနဲ့ရီမန်းချက်မျော်လင့်ချက်တွေကိုပြေဝဖို့အတွက်ကိုအာငါတို့ဒီကိစ္စကြီးပြင်းမြောက်အောင်ဘာကိုဖြစ်မြောက်အောင်လုပ်မယ်ဆိုရဲ့ မျော်လင့်ချက်တွေအောင်မြင်မှုတွေရဲ့နောက်မှာများစွာအာကူယုံကြည်သောများစွာခြေတူဆောင်ရလှုပ်ဆောင်ခြင်းသောစိတ်မျိုးတွေမိတ်ဆွေတို့နဲ့ဖြစ်ပေါ်နေသောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ယုံကြည်ချက်အတိုင်းမပြောင်းမလဲစွစွဆက်ဆက်သွားရင်အောင်မြင်တိုးတက်မှုတွေကိုဂျိမ်းတွေရရှိမယ်ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအလောက်ကအလောက်ကနဲ့ပတ်သက်လာရင်ဘာကုန်းစိုးရှေ့တူဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ခြေတူလှုပ်ဆောင်ခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံတွေရရှိတတ်တဲ့အတွက် ။ဒီနေ့နေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့ယင်ထဲမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပါတယ်။အဲငါကလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုစူးစမ်းဆွမ်းဆောင်တာမျိုးအတွေ့အစ်အမြင်အစ်တွေနဲ့ချက်ထွင်တာမျိုး လုပ်ငန်းအဟောင်းကိုပဲပြုပြင်မုန်းမှန်ပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရအလုပ်တွေမှာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အလုပ်ရှာနေသူတွေကိုအလုပ်တွေရရှိနိုင်တာမျိုးလုပ်ငန်းတွေရရှိနိုင်တာမျိုး တရွာတနေတခြားအစားရှိရှိတဲ့နေရာကနေပြီးတော့ပြည်ပခီးသွားတဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့တို့ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်လာရင်တော့တနုံးတွေတာသမီတွေလက်ရှိမှာစိတ်ပန်းလူမောစိတ်မောလူမောဖြစ်နေရသောအပ္ပတကာလပိုင်ချဖြစ်တဲ့အတွက်တနုံးတွေတာသမီမိတ်ဆွေများအဖို့ပညာရေးနဲ့ပတ်သက်ရင်တော့သတိပြုစင်ကြင်ရအတွက်တော့အားနည်းသောကာလ ပညာရေးနဲ့ပတ်သက်လာရင်အရာရာကိုရုံးကန်ရမယ်ကာလပိုင်းစားလို့ဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ပညာရေးသင်တန်းပကြီးကိစ္စအဆရှိတဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးအားနည်းစီတော့အပတ်တာကာလဖြစ်တယ်ငွေကြေးငွေကြေးကန်တဲ့ပတ်သက်ရင်ဝင်တော့ဝင်တယ်ဘယ်နာကထွက်နေမှမသိတာမျိုးမိသားစုကိစ္စကိုကြောင့်မဟုတ်ပဲတပါးစုကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ငွေဟာ မမြင်နေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်အခြားတနေရရာကိုတုံးဆွဲလိုက်ရတာမျိုးလက်လွန်ထားတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောကာလဖြစ်ပြီးတော့ဒါသမီကိစ္စလေးတွေကြောင့်အိမ်လေးကိစ္စလေးတွေကြောင့်အလောင်းမစားအပြော်ပါနဲ့ပတ်သက်သောကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေကြောင့်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူတွေကြောင့်ငွေကုန်ကြေးကျများရခြင်းငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ကြောင့်မဟုတ်ပဲအခြားသူတွေကြောင့်လက်လွန်ခြင်းလေးတွေကြောင့်ဝါတက်တယ်လို့ ရှိတာငါတဲ့ကိစ္စလေးဒီမှာတတိပြုစင်ကြီးမှာမလိုလားအပ်ဖ ೇನೆ ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံပါနဲ့လူမြင်ခံရင်ကိုအဲ့ဒီငွေကြီးကြီးဟာမမြဲသောကာလတူတူတိတ်တိတ်ထားဖို့လိုအပ်ပြီးတဲ့အခါငွေကြီးကံနဲ့ပတ်သက်လာရင်အဲရှားတဲ့အခါကျတော့သာစူးစားပန်းစားနဲ့တုံးလိုက်တော့အခါတရားထဲဆိုတာမျိုးဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ငွေကြီးတံကိုကောင်းစွာအသုံးချတတ်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျအဲ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဘာမှစိုးရိမ်စရာမရှိပါဘူး။ငကိုကဝေးကွာနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့နားလည်မှုလွဲနေတော့မိတ်ဆွေများချစ်တို့ဆောင်ရရတဲ့ကာလဖြစ်ပြီးတော့အဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များဟုတ်တော့အဆက်အသွယ်ရရှိခြင်းသာသမီတပည့်လက်သားတွေကိုအကြောင်းပြုပြီးတော့အဲအဆက်အသွယ်ပြန်လည်ရရှိခြင်းတဲ့မှတ်ခြင်းကြုံရနိုင်သလိုငကိုကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့မိတ်ဆွေများခရီးထွားခြင်းခရီးထွက်ခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေ သွားခြင်းမိတ်ဆွေတို့နည်းအိမ်နောက်ဖက်နဲ့ပတ်သက်ပြီးတော့စိတ်ပန်းပြီးခီးထွက်ရတာမျိုးသို့မဟုတ်အကြောင်းအရာမျိုးဆိုနဲ့ခီးတူတူသွားခြင်းမျိုးတွေဟာမိတ်ဆွေတို့ရဲ့အိမ်နောက်အိမ်ကံကိုချိတ်တိုးပြီးတော့အောင်မြင်မှုနဲ့အေးချမ်းမှုတွေရရှိတတ်သောကာလဖြစ်တယ်။သားသမီးတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာတာမျိုးဆွေမျိုးသားချင်းတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာတာမျိုးတပည့်လက်သားတွေကြောင့်ငွေကြီးလုံးကလေးရင်းကလေးဝင်လာသောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါ ငွေတာသမီကိစ္စလေးတွေကြောင့်တပည့်လက်သားကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းခြင်းချွင်ပြခြင်းမျိုးတွေကြုံရတတ်တော့ကာလဖြစ်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးငကိုကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပေါင်းစည်းရတာမျိုးတွေကြုံရတတ်တယ်လို့အိမ်တော်ရှင်တို့နဲ့တို့တယောက်နဲ့တယောက်နားလည်မှုတွေနေတို့နဲ့တို့နားလည်မှုရအောင်ရှေ့တို့ဆောင်ရွက်လာရင်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဖို့ဒီပတ်တာတော့ဒီမှာအိမ်တော်ကြီးကံဟာအားသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါလေလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့မိမိချစ်သောမြတ်လို့သောသူနဲ့ တူနဲ့တူတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့ခိတခဏခွဲရတာမျိုးဖြစ်စေတယောက်နဲ့တယောက်တူနဲ့တူညှိနိုင်ရတဲ့ကိစ္စလေးတွေကြောင့်အဆက်အသွယ်ပြတ်ရှင်းနေနားလည်မှုလွဲခြင်းတွေကြုံရတတ်တယ်လို့ အရာရာကိုဟိုအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေတမိစားအိမ်တော်ကြီးအခြေရင်နဲ့ပတ်သက်လာလို့ရှိရင်ညှိနှိုင်းရခတ်တာမျိုးလေးတွေတိုင်မြင်ရခတ်တာမျိုးလေးတွေတခုခုဆိုလို့ရှိရင်ထွက်သွားပြီးထွက်သွားတော့ဆိုတဲ့အပြစ်မျိုးတွေသုံးမဟုတ်လို့ရှိရင်နဂရစ်ဆန်တွေများစွာရရှိတတ်တဲ့အတွက်တမိစားများဖို့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အစင်မပြေမှုလေးတွေများစွာကြုံရတတ်တဲ့အတွက်တော့တနုံလိတာတမိရဲ့အခြေရင်နဲ့ပတ်သက်ရင်တော့ဒီတပတ်တာတော့ပြင်မှာအဲ ဘယ်လိုပြောမလဲသတိပြုစင်ကျင်ပြေးဖို့လိုအပ်ကြောင်းနဲ့မိစလိုအနေနဲ့ဝေးကွာနေတော့အခြေအေးမှာဆိုရင်တော့စိတ်မချရတာမျိုးလေးတွေဝေးကွာနေတော့သမီးစားမျိုးတွေမှာဆိုရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်အပူတော့ကတည်င်းစကားလေးတွေကြားရတာမျိုးလေးတွေချစ်သူရဲ့မိမိရဲ့ချစ်သူရဲ့အိမ်မိမိရဲ့ရီးစားရဲ့အစင်မပြေမှုလေးတွေကြောင့်ကိုပါလိုက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ စေဝါပြောင်းလဲဇေယသမားပြောင်းလဲလေးတွေနဲ့ကုသလာရင်ငကူကဖြစ်ပေါ်နေသောနာတာရှင်ကျမ်းမာရေးလေးတွေကမှကောင်းမွန်လာမယ့်ကာလငကူကဖြစ်ပေါ်နေသောကိစ္စလေးတွေအစင်မပြေတဲ့ကိစ္စလေးတွေတုံးနဲ့လူတယောက်တစ်ယောက်နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ဇေယသမားကောင်းစေဝါကောင်းတွေနဲ့ကုသတာမျိုးငကူကကျမ်းမာရေးနဲ့ပတ်သက်လာရင်အစင်မပြေပါမလားဆိုတဲ့မိတ်ဆွေတွေဒီအပတ်ဟာရှေ့တိုးဆောင်ရွက်ခြင်းစတင်ခြင်းတွေကံကြမ္မာကောင်းခြင်းတွေကိုရရှိမယ့်ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနည်းနည်းသာသမီများဖို့ဒီတစ်ပတ်တာအတွက်မှာကျမ်းမာရေးနဲ့ပတ်သက်ရင် ခြေကျူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်သောပတ်တာဖြစ်ပါတယ်ဒီပတ်တာတို့လည်းမမိတ်ဆွေတို့အနေနဲ့အကျိုးပေးစေသောအယောင်နေနဲ့ဆိုရင်တော့အစိမ်းရောင်အဝါရောင်ညီညိုရောင်နေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါလေအကျိုးပေးသောကဏ္ဍအဖျားလေးနေနဲ့ဆို၈ကဏ္ဍ၅ကဏ္ဍ၃ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေသောအပတ္တကာလဖြစ်ပါလေအကျိုးပေးစေသောရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါလေခင်ဗျဒါအပြင်အကျိုးပေးစေသောဟလား ဆွနာလူပါပါနေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့ပေါင်းစုဆက်ပြီးလောက်တာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတို့အပတ္တကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလုပ်ငန်းနဲ့ပတ်သက်လာရင် လုပ်ငန်းသစ်စတင်ခြင်းတည်း အဟောင်းကိုရှေ့သို့ဆောင်ရလှုပ်ဆောင်တာမျိုးငဘောကရက်တက်နေတော့လှုပ်ပြီးနားရရတော့လှုပ်ပြီးပြက်ဆင်းနေတော့လှုပ်ပြီးကိုရှေ့သို့ဆောင်ရလှုပ်ဆောင်မှာမိတ်ဆွေကောင်းအကူညီကောင်းတွေရဲ့အကူညီကိုများစွာရရှိမယ်အပ္ပတာကာလအပိုင်းရှားဖြစ်ကြောင်းဖတ်လောင်းပြောကြားလိုက်ပါရစေသာသမီတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေငဘောကသာသမီနဲ့ကိစ္စနဲ့ပတ်သက်လို့တပည့်လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာလေးတောင်လက်ရှိမှာစိတ်ချမ်းသာအောင်အကူအညီထောက်ကူရရှိတတ်ပြီးတော့ အိမ်ဟောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေရင်တသမီးတွေရဲ့ညှိနှိုင်းမှုတွေတွေတပည့်လက်သားတွေရဲ့ညှိနှိုင်းမှုတွေတွေနဲ့ချစ်လို့ဆောင်ရွက်လို့ဆောင်ရင်အသာကောင်းမှုတို့တန်းနိုင်သောကာလပိုင်းခြားဖြစ်ပါတယ်မထင်မှာပဲနဲ့ဆွေမျိုးသားချင်းနေနာကိုအလဲခီးထွာတာမျိုးတွေအပျော်ခီးထွာတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတဲ့အခါအခွင့်လန်းတဲ့နဲ့မျောလင်းကြတဲ့နဲ့ကျမ်းမာခြင်းကို ရရှိနိုင်တာမျိုးငကူကစိတ်ပန်းလူပန်းဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာစိတ်ပန်းလူပန်းမဖြစ်ဘဲနဲ့ခီးထွက်တာမျိုးဘာသာရေးဆောင်ကကိစ္စတစ်ခုခုကိုစတင်ဆောင်ရွက်လုပ်ဆောင်ရင်တိုးတက်နိုင်ပါလေလုံငန်းအသက်စတင်ခြင်းတပတ်ဆိုလက်ရှိရှိနေတဲ့နေရာထက်အခြားတရေဒတရွာတနယ်တစ်ခုခုကိုသို့မဟုတ်ရင်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့စတင်စူးစမ်းကြည့်ပါအောင်မြင်မှုလမ်းစာဧကန်ဒိဋ္ဌာရရှိစေမယ်အပ္ပတ္တကာလအပိုင်းချဖြစ်တယ်ပညာရေးနဲ့ပတ်သက်ရင်တော့အားငယ်အားနာစရာပဲ ယုံလေးနှစ်လေးဆိုတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတဲ့အတွက်ကိုဝါဒနာပါတဲ့အလုပ်ကဒါငယ်စင်မှာလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းမဲ့အကြံပြုပြရစီဒီပတ်တာတော့တွင်မှာမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလူရာကိစ္စကိုပြုမှုဆောင်ရွက်တဲ့အခါအဆက်ဆက်ရအစဉ်ပြေစီဖို့အတွက်မိတ်ဆွေတို့ရဲ့အိမ်ကနေမသွားမီမှာမိမိတို့ရဲ့နော်သွားမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမသွားမီမှာမိမိတို့နဲ့ပြောဆိုရှင်းဆိုထားတော့အရက်တီကမှရှိတယ် မြို့တော်ရှင်နေတော်ရှင်တို့လမ်းဆောင်နဲ့တို့ကိုမေတ္တာခုနှစ်ကြိမ်တိတိပို့ပြီးတော့လိုရာကိစ္စကိုတွားရင် အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေမယ့်အပိုင်းခြားကာလပတ်တာဖြစ်ပါတယ်။မိဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွက်အယောင်းဖက်စီဖို့အတွက်မိဆွေတို့ရဲ့ပုံပစ္စည်းတွေကိုတခွားတိလေးတစ်လုံးနဲ့ရောင်းထွက်ပါစေဆိုပြီးထိတွေ့ရိုက်ပုံရောင်းလိုက်ရင် ရောင်းကောင်းပြီးတော့အယောင်းတွက်အယောင်းထက်သွားစီမှာအသေးချာပဲဖြစ်တယ်။အဆက်ဆက်ရဲ့ရမိဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအစဉ်ပြေအောင်မြင်တိုးတက်စေဖို့မပြောမီဆရာငနာပြည်တွေမြင်ရင်ဖုန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက် 7902904160 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963 5050 9မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းကြားဖြတ်ကြေညာဝင်ရင်းနဲ့မိတ်ဆွေတို့ရဲ့အဆက်အစရရငွေကြီးကန်ကောင်းစီပြီးအဆက်အစရရအောင်မြင်တိုးတက်ဈေးရန်တို့ကမိတ်ဆွေတို့အနေနဲ့ဟိုမနက်မိုးလေးနဲ့အခါမှာနော်မနက်မိုးလေးနဲ့အခါမှာမိမိတို့ရဲ့နော်ဟိုဟိုမိမိတို့ရဲ့အိမ်ရဲ့မျက်နှာစာကိုယူပြီးတော့ယသိဤဥခဏီရဲ့ဒနာသိရှိလို့ခေါ်တယ်အရဟံသူဇာလာလီတံဘာဟိတံအဲ့ဒီဂါရာလေးလေးချောင်းကိုတနေ့ကို28ခေါက်တိတိ မျက်နှာတက်တဲ့အခါမျက်နှာတက်ပြီးပြီးမတက်ရသေးသေးအိမ်ရဲ့တက္ကမပေါက်ကိုကြည့်ပြီးတော့လက်လာပါတွေကိုခေါ်လိုက်ပါကအဆက်ဆက်ရဲ့အောင်မြင်စီမီမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ငွေလာသမီးမိတ်ဆွေတွေအားလုံးအော်တိုဘာလဂုံတိဘာပဲဖြစ်ဖြစ်အောင်မြင်တိုးတက်လို့ယေရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ